အားလုံးမင်္ဂလာပါရှင်မြန်မာစကားနဲ့ပြလိုက်ချိုးဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော် hear နဲ့ listen ဆိုတဲ့စကားလုံးနှလုံးမှာဗားရီကွာခြားချက်ရှိလဲဘယ်နေရာမှာသုံးလဲဆိုတော့လေ့လာမှာပဲဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံး hear ဆိုတာကမြန်မာလိုပြောရင်တော့ကြားတယ်လို့ပြောရပေါ့နော်သူ့ရဲ့အတိတ်ဘက်က to perceive sound with your ears it happens naturally without trying ဆိုတော့ကြားတယ်ဆိုတော့ hear ဆိုတာကတဲ့ to perceive sound with your ear နားနဲ့ damage ကြလိုက်တာမျိုးပေါ့နော် it happens naturally ဒါမှအားဖြင့်ဖြစ်တာတဲ့ without trying ဘာမှစူးစမ်းပြီးနားထောင်တာမျိုးမဟုတ်ဘူးပေါ့နော်ဥပမာဆိုလို့ရှိရင်ကိုယ့်ဘာကိုထိုင်နေနဲ့မိုးရွာတဲ့အတန်ကြာဆိုကိုကထိုင်ပြီးနားထောင်နေမှာကိုယ်တော်မသိ right damage ကြလိုက်တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် hear နဲ့သုံးတယ်တဲ့ example မှာက i hear music music from the next room တကယ်လို့များကိုကနေပြီးတော့ i hear music from the next room ဆိုလို့ရှိရင်ဟိုဘက်ခန်းကနေပြီးတော့သချင်းတန်ကြတယ်လို့ပြော right ဒီညမှာ listen ဆိုလို့ရှိရင်ကိုကဟိုဘက်ခန်းသချင်းလာထောက်တာ right ဒါပေမဲ့ hear ဆိုလို့ရှိရင်ကိုကနားထောင်နေရမဟုတ်ဘူးตัวโหบะคันอาจารย์เจลงลงกูจ้าเลยสระหาမျိုးปอนเนาะ Did you hear the noise last night มะเนญ่าก็เตะสุญญ์เนี่ยอาจารย์นี่จ้าล่ะเตะอ่าปีนอตะคั่วจ้ะรอ She can't hear well without her hearing aid hearing aid ဆိုတာကနားမကြားတဲ့သူတွေအကူအနေနဲ့သုံးတဲ့ဟာလေးပေါ့နော်အဲ့ဒီဟာမပါဘဲနဲ့ဆိုလို့ရှိရင်တဲ့သူမကကောင်းကောင်းမကြားရဘူးတဲ့ဆိုတော့ဒါတွေက hear နဲ့သုံးတဲ့ဟာပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ listen ဆိုလို့ရှိရင်ဘယ်လိုသုံးလဲဆိုတာကြည့်လိုက်အောင် listen ကိုမြန်မာလိုပြောမယ်ဆိုလို့ရှိရင်နားထောင်တယ်လို့ပြောရပေါ့နော် uh to pay attention and try to hear something is active ဆိုတော့ to pay attention ဆိုကြည့်ဆိုင်ပြီးတော့တဲ့နားထောင်တဲ့အဲတခုခုပေါ့နော်စူးစမ်းပြီးတော့ ကြောင်းလုပ်တဲ့ဟာမျိုးပေါ့နော်အဲ့လိုနေရာမျိုးဆိုလို့ရှိရင်တဲ့ listen လို့ခေါ်ရတယ်ပြောမယ်ဆိုလို့ရှိရင် here ကကြာကျွန်တော်တို့ဘာမှဟိုနားထောင်တာမဟုတ်ဒီတိုင်းပဲညီမလို့ဆိုလို့ရှိမှအခုတခုကနားထောင်နေကိုကကြာကြားတယ်လို့ပြောတာမျိုးပေါ့နော်ဆိုတော့ listen ဆိုတာကကိုကတခုတခါနားထောင်နေတဲ့ဥစ္စာမျိုးကိုဆိုလို့ရှိရင် listen တုံးတယ် it is active ဆိုတော့ကိုကနေလုပ်ရတဲ့အရာမျိုးပေါ့နော်ဆိုတော့ example က please listen to me carefully ငါကိုတဲ့ခီးဆိုင်ပြီးတော့နားထောင်ပါတဲ့ဆီယမ်မတွေပါအเจ้าမပြောသလိုမျိုးလေ please careful please listen to me carefully ကြီးဆိုင်ပြေးနေတာအောင်တဲ့ဒီရက်ကကျွန်တော် I listen to a podcast on the way to work အလုပ်သွားတဲ့လမ်းမှာငါက podcast နားထောင်နေတဲ့ဒီနေရာမှာဆိုလို့ရှိရင်အလုပ်သွားတဲ့နေရာမှာတခြားနားထောင်တဲ့ podcast နားထောင်တာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုကတကူးတကနားထောင်တာလမ်းကကြားတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်နားထောင်နေဆိုတဲ့အတွက် listen နဲ့သုံးတယ်နောက်ဆုံးတစ်ခုကကျတော့ are you listening to the teacher ဆရာပြောတာကိုနင်နားထောင်နေလားတဲ့ဆိုတော့ဒီဟာတွေကိုဆိုလို့ဒီလိုနေရာမျိုးတွေဆိုလို့ရှိရင် you are here နဲ့မသုံးမင်းနဲ့ listen နဲ့သုံးတယ်ပေါ့နော် ဆိုတော့ key difference ဆိုတာကိုကြည့်လိုက်ရအောင် key difference ကတဲ့ here ဆိုတာက intentional မဟုတ် intentional ဆိုတာဒုက္ခလောက်တာမျိုးမဟုတ်သူကတော့သူကြားတဲ့အရာမျိုးပေါ့နော် listen ကကြားတော့ဟုတ်တယ်ဒုက္ခရည်ရချက်ရှိရှိနဲ့ထောင်ရတာမျိုးပေါ့နော်အဲ့ဒါကို listen လို့ခေါ်တယ် example ကကြားတော့ i hear dog bark ငါခွေးဟောင်တာကိုကြားလိုက်တယ်တဲ့ဒီအရာမျိုးကကြားတော့ခွေးဟောင်တာကိုကနားထောင်တာမဟုတ်ဘူး right ဒါပေမဲ့ ကြားလိုက်တယ်လို့ပြောတာမျိုးနောက်တစ်ခွက်ကျ I listen to the dog barking ခွေးဟောင်နေတာကိုယ်ကငါနားထောင်ခဲ့တယ် right အဲ့လိုမျိုးဆိုလို့ရှိရင်ကိုယ်ဆိုလို့ရှိရင်အိမ်မှာအိမ်မှာရှိရ right တခုကကြတော့အော်ဟဲ့အပြင်မှာခွေးတွေဟောင်နေတာခွေးဟောင်တာကိုကြားတယ်ဆိုတော့ခါကြားလို့ရှိရင်အော်အခွေးဟောင်တာကိုနားထောင်နေတာရက်သွားမှလားလို့အပြင်မှာတရားအောင်များရောက်နေလို့ခွေးရဟောင်တာလားဆိုတော့အဲ့လိုမျိုးပေါ့နော်ကိုပြောချင်တဲ့နေရာမှာမူတည်ပြီးတော့ဒီ here နဲ့ listen နဲ့ကိုခွဲပြီးသုံးတယ်ပေါ့နော် passive active လားတကူးကလောက်ရလားတကူးကလောက်ရတဲ့အရာမဟုတ်ဘူးလားဆိုတော့ here ဆိုတာကသူ့ဘက်ကြာတာ right ကိုကဘာမှလောက်ဆရာမလုပ်ဘူး listen ကကြာကိုကနားထောင်ရတယ်ဆိုတော့အဲ့အတွက် active ထဲမှာပါတယ်ဆိုလို့ရှင်ညီမတို့ပြောမယ်ဆိုလို့ရှင်တော့ဟိုမဖြစ်မနေကြာတာပေါ့နော်ဘာလို့ဆိုရင်အကျဲတဲ့အစံတစ်ခုကြောင့်ကိုကကမဖြစ်မနေကြဘူးကိုကနားထောင်နေရပြီမဟုတ်ဘူး listen ကကြာတော့ i am site ပြင်နားထောင်နေခါမျိုးဆိုလို့ရှင် listen နဲ့သုံးတယ်တဲ့ ပြောမယ်ဆိုလို့ရှင်မြန်မာလိုနဲ့တူတူပဲဆိုတော့ရှင်းတော့ရှင်းတယ်ပေါ့တော့เนาะဒါပေမဲ့တစ်ခါတလေကြားလို့ရှင်အင်္ဂလိပ်လိုပြောတဲ့အချိန်မျိုးမှာမှားပြောတတ်တဲ့စကားလုံးတွေမှာပါတဲ့ဥစ္စာပေါ့เนาะ listen to hear ဆိုတာကဆိုတော့ကျမတို့ဒီဟာကိုနားလိုက်မယ်လို့ပြောလိုက်တယ်အခု practice test လေးလုပ်ကြည့်ရအောင်ပထမဆုံးတစ်ခုက I love to blank to music while I cook ဆိုတော့ငါဟင်းချက်ပြီးဆိုလို့ရှင်ရင်းနဲ့ငါကသချင်းနောက်ထောင်ရရကြိုက်တယ်ဆိုတော့ ်တခြင်းကိုနားထောင်နေဆိုတာကတကူးတကနားထောင်ရဲဆိုတဲ့အတွက် listen နဲ့သုံးမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီနေရာမှာ hear to လို့မရှိဘူး right listen to လို့ပဲရှိရပေါ့နော်ဒါအနောက်တစ်ခုပေါ့ဆိုတော့ I love to listen to music while I cook ငါဟင်းချတဲ့ချိန်မှာတခြင်းနားထောင်အောင်လိုက်တယ်တဲ့ဒီနေရာတစ်ခုက did you blank that thunder just now မိုးချိန်တန်ကိုအခုပဲကြားလိုက်သေးလားဆိုတဲ့အတွက်ဒီနေရာမှာ จ้าไล่ดีล่ะสรุปว่าโมเฉิงหนองน่ะท่องยังไม่ออกปะเนาะนี่จ้าไล่ล่ะลูกပြောเลยสรุปว่า Did you hear the thunder just now? นัดคู่อ่ะ please blank carefully to the instruction สรุป carefully สรุปว่าคือใส่ดีสรุปว่าทีนี้เราน่ะท่องเลยลูกပြောมาปะเนาะจ้าก็ไม่ออกสรุป please listen carefully to the instructions นัดคู่อ่ะ she didn't blank the phone ring because she was asleep အိတ်နေတဲ့အတွက်ကြောင့်မလို့တဲ့သူကဖုန်းလာတဲ့အတန်ကိုမကြားလိုက်ဘူးတဲ့ဆိုတော့ဒီနေရာမှာမကြားလိုက်ဘူးဆိုတဲ့အတွက် she didn't hear the phone ring because she was asleep အိတ်နေတဲ့အတွက်ဖုန်းလာတဲ့အတန်ကိုမကြားဘူးတဲ့နောက်တစ်ခုကကြတော့ we should blank to our teacher in class ငါတို့တွေတဲ့ဆရာမကိုအတန်းထဲမှာနားထောင်တင်တယ်လို့ပြောရမျိုး right ဆိုတော့ we should listen to our teacher in class number 6ကာ i could barely blank him over the loud crowd ဒီလိုမျိုးစူညံနေတယ်တဲ့လူတွေကြားမှာမလို့တဲ့သူ့ကိုငါ barely ဆိုတော့အယမ်းမကြောက်လို့ပြောချင်တာမျိုး right ကောင်းကောင်းမကြားရဘူးလို့ပြောချင်တာဆိုတော့ဒီနေရာမှာသူက မကြားဘူးဆိုရဲအတွက် hear နဲ့သုံးမယ် i could barely hear her ငါတို့ဟိုတဲ့ barely ဆိုတာတကယ်မကြားရရုံလေးပဲလို့ပြောရမှာသိရမလားဥပမာဆိုလို့ရှိရင်ဟိုတနေရာမှာ barely ရေးရှိသေးလားဆိုတော့ barely ဆိုလို့ရှိရင်မရှိသလောက်ကိုဖြစ်နေရမျိုးပေါ့နော်မကြားနိုင်ရမကြားသလောက်ကိုပဲဖြစ်နေရတဲ့ဒီ old loud crowd ဆိုတာအတန်လေးဘေးကအုပ်စုတွေအတန်ကျဲတဲ့အတွက်ကြောင့်မလို့တဲ့ every morning i blank birds singing outside my window မနက်တိုင်းမှာတဲ့ငါကဒီငှက်အပြင်မှာသချင်းစုံနေတဲ့အတန်းကိုကြားတယ်တဲ့ right every morning i hear ဒါမှမဟုတ်လို့ရှိရင်ဒီနေရာမှာဆို listen နဲ့လည်းပြောလို့ရပါဘောနော်မနက်တိုင်းကဒီငှက်အပြင်မှာဒီပထမအပြင်မှာသချင်းစုံနေရအောင်နားထောင်နေ i listen bird singing ဆိုလည်းဖြစ်တယ်ဒါမှမဟုတ်ရှင် hear ဆိုလည်းဖြစ်တယ် right ကိုပြောချင်တယ်အိုအတေးပမာမူတီပြောလို့ရကိုကမနဲ့မိုးလင်းတိုင်းတီတီငှက်အော်တဲ့တောင်ကိုနားထောင်နေဆိုလို့ရှိရင် listen နဲ့သုံးမယ်တကယ်လို့ ကိုကနားထောင်တာမဟုတ်ဘူးမနက်မိုးလင်းလို့ရှိရင်ငှက်တန်ကြားရဲဆိုလို့ရှိရင် here နဲ့ပြောမယ်ပေါ့နော်ဆိုတော့ဒီနေမှာတော့ here နဲ့ပဲချလိုက်ပါပေါ့နော်နှစ်မျိုးလုံးသုံးလို့ရတယ်ဆိုတော့ every morning i hear bird singing outside my window right အဲ့ဒါကကြတော့ he never blank to my advice သူကတဲ့ငါငါ့အကြံပေးတာဘာတော့မှနားမထောင်ဘူးတဲ့ဆိုတော့နားမထောင်ဘူးဆိုတော့ဒီနေမှာ listen နဲ့ဖြစ်မယ် he never listen to my advice ငါအကြံပေးတာကိုဘထောမှသူကနားမထောင်ဘူးတဲ့ turn off the tv and blank to what i'm listen, what i'm saying turn off the tv tv ကိုပိတ်ပြီးတော့ and blank what i'm saying ငါပြောတာကိုနားထောင်ပြောမှာ right တရားက attention မရှိဘူးဆိုလို့ရှင်ကိုအိုင်အောင်မဆိုင်ဘူးဆိုလို့ရှင် turn off the tv and listen to what i'm saying ငါပြောတာကိုနားထောင်တဲ့နောက်ဆုံးတစ်ခုက can you blank the ocean from here can you blank the ocean from here ဆိုတော့ ਨੇ ဒီ ဒီပင်လယ်ရအတန်ကိုဒီကနေကြားရလားလို့ပြောချင်တာမျိုးပေါ့နော်ဒီကနေနားထောင်လားလို့မဖြစ်နိုင်ဘူးကြားရလားလို့ဖြစ်မယ်ဆိုတော့အတွက် can you hear the ocean from here ဒီ ocean ကအတန်ကိုဒီကနေပြီးတော့ကြားရလားတဲ့ဆိုတော့အာကျွန်မထင်တာဘာမှမခက်ခဲဘူးလို့ထင်တယ်ပေါ့နော် so review လေးကိုကြည့်လိုက်ရအောင် hear ဆိုတော့ to perceive sound without trying ဟိုစူးစမ်းပြီးတော့နားထောင်တာမဟုတ်ဘဲနဲ့ဒီတိုင်းပဲကြားရတဲ့အတန်ဆိုလို့ရှိရင်ကျွန်တော်တို့ hear နဲ့သုံးတဲ့ it is passive 調査တာမဟုတ်ဘူး example က did you hear the noise did you hear the noise ဆိုတော့အဲ့ဒီစုညံတဲ့အတန်ကိုကြားလာတဲ့နောက်တစ်ခုကကျတော့ listen ကာ to pay attention to sound အတန်တစ်ခုခုကိုကိုက attention လောက်ပြီးအယုံစိုက်ပြီးနောက်ထောင်နေဆိုလို့ရှိရင် listen နဲ့သုံးမယ်တဲ့ it is active ဘာလို့လဲဆိုတော့ကိုကကိုကတခုခုလောက်ရကိုကနားထောင်ရ right ဆိုတော့ active ဖြစ်မယ် example မှာကကျတော့ he always listen to music while working အလုပ်လုပ်တဲ့အချိန်မှာသူကအမှုနဲ့ နားထောင်တယ်။ဆိုတော့ဒီညမှာဆိုလို့ရှိရင်ဒီ question နားထောင်ဆိုတဲ့အတွက် listen နဲ့ဆုံးမယ်ပြီးရတယ်မဟုတ်ဘူးပေါ့နော်။ဆိုတော့ကျွန်မဒီ video ကိုပြသတင်ပါတယ်။ um ဒီ video တော့အရင်နားလိုက်တယ်ညောင်းလိုက်တယ်ပေါ့နော်။တကယ်လို့များကျွန်မပြောနေရမှာတခုခုရှုပ်ပြီးနားမလည်ဘူးဆိုလို့ရှိရင်လည်း our comment မှာရှင်းပေးခဲ့ပါ။ကျွန်မပြန်ပြီးတော့ဖြေပေးပါမယ်ပေါ့နော်။ All right, thank you for listening. All right, bye everyone. Have a good day.